aí နဲ့မကွေးမီဖျားရဲ့တွတ်တော်ပေါ့နော်ပြင်စီဆုဖျားမင်းသမီးရဲ့တီပါဟိုပေါ့မျိုးဆက်အနေနဲ့လည်းပြန်ဖော်ထုတ်ရတယ်မြန်မာနိုင်ငံသားတယောက်အနေနဲ့လည်းပဲမြန်မာနိုင်ငံရဲ့ကိုယ်နိုင်ငံရင်ကျိမှုကိုပြန်ဖော်ထုတ်ရတဲ့အတွက်ကြောင့်မို့လို့ဝမ်းသာမိပါတယ်ဟုတ်ခုံလဲခုံယူပါတယ်ဟိုအရန်လေးမှာပဲဆိုတော့နန်တက်ဝိဆုံတွေကတော့တကယ်အမှန်တကယ်လေးတယ်ပေါ့နော်အမှန်တကယ်လေးတယ်မှာဘရင်ထူးရင်တော်ကြီးဆိုရင်ဟွာဖြစ်တယ်ပေါ့နော်နန်တက်ပြီးတော့တက်ရတဲ့ခါမှာဟိုတန်လျက်တော်ကိုထောက်ပြီးတက်ရတယ်ပေါ့နော်မိမိရဲ့ခေါင်းကြီးဆိုလဲရတနာတောင်မွေးတော်ကိုထောက်ပြီးတက်ရတယ်ပေါ့ဒီနန်တက်ဝိလဲတော်ကြတော့သူတို့တွေကတစ်နှစ်မှ ှာကရော့ခံတဲ့အချိန်၃ချိန်ရှိရပေါ့နော်အဲ၃ချိန်မှာပဲဝတ်တာပါပရပိုက်အထောက်ထားရတိုင်းပြန်ဖော်ထုတ်တာဆိုတော့ကုန်းမောင်ခေဦးလိုတောင်ပြောလို့ရတယ်အဲ့လိုဆိုနှစ်200နဲ့300အထက်မှာရှိတဲ့ဝတ်စားစင်မှုတွေပေါ့အဲ့ဒါတွေကမှပန်တန်ပရပိုက်ပကြီးအထောက်ထားရနေရဘလို့ဘယ်ကဘလို့ချုပ်တယ်ဘယ်တန်းစားမှာဘလို့တက်တယ်ဆိုတာအထောက်ထားအတိအကျရှိရပေါ့နော်အဲ့ဒါတွေတိုင်းမြတ်တို့ကပြန်ဖန်တီးရတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ် ခုအကြတော့ညက်ကဒီလိုပေါ့နော်ဒီလုပ်ငန်းတည်ထောင်တာကတော့9နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့လို့ဟိုလက်ရှိအရင်တော့အိမ်မှာပဲလုပ်ဖြစ်တယ်လုပ်ဖြစ်တဲ့အခါကျတော့အခုကတော့ကိုကိုပိုင်ဒီစိုက်ငန်းပေါ့နော်ကိုစိုက်ငန်းအနေနဲ့ကတော့ဒါဖွင့်ပြသွားတာပေါ့နော်ဟုတ် အဓိကအခုနောက်ပထမဦးဆုံးကတော့ဒီပေါ့အလူအမတွေပေါ့အလူအမတွေကိုပထမဆင်ပေးရတယ်အဆင်ပေးတဲ့အခါမှာအလူအမတွေကဒီပေါ့နော်ကုန်းမောက်နန်းတွင်ဝစ်စုံအတိုင်းဝစ်ချင်တယ်ဆိုပြီးတော့မျက်ကိုအပ်တယ်ပေါ့နော်အပ်တဲ့အခါမှာတပွဲကနေပြီးစဆင်ပေးဖြစ်တယ်ပေါ့နော်ပထမတပွဲဆင်ပေးပြရနေပြီးတော့နောက်တော့အဲ့သူတို့ရဲ့မိတ်ဆွေတွေမိတ်ဆွေတွေကအဆင်ဆင်လာတာပေါ့နော်လာပြီးတော့အဲ့လိုမျိုးဆက်ဆက်ပြီးတော့ငါးဘွဲလောက်ဆင်ပေးဖြစ်တယ်နောက်တော့ဒီလုပ်ငန်းဘက်ကို ရောက်မှမသိရောက်လာရပေါ့နော်ရောက်မှမသိရောက်လာရနောက်ပြီးတော့လေဟိုဒီဝစ်စုံနေကြတော့လေကိုရီနဲ့ကဟိုမစိမ့်ဘူးပေါ့အဲကိုဘူဘေးတွေဝစ်ခဲ့တဲ့ဝစ်စုံတွေလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ညကနောက်ပိုင်းကျတော့ဒီ international ပွဲတွေပေါ့နော် Mr. တွေ Miss တွေပြိုင်တဲ့ပွဲတွေမှာကျတော့ national cup ကျင်းနေအနေနဲ့ညကိုလာပြီးအပ်တယ်ပေါ့နော်အဲ့တော့ညကလည်းပဲအဲရှေးရိုးရရှေးအထောက်အထားတွေရှေးဓာတ်ပုံအထောက်အထား private အထောက်အထားတွေအတိုင်းကိုကြည့်ပြီးတော့ဒီ နိုင်ငံရဲ့အမျိုးသားဝစ်စုံပေါ့အမျိုးသားဝစ်စုံတွေနဲ့မြက်ကဆင်ပေးဖြစ်တယ်ပေါ့နော်။အမြက်ကမင်းတို့မင်းရားကြီးနဲ့မကွေးမီဖျားရဲ့တွတ်တော်ပေါ့နော်။ပြင်စီစုဖျားမင်းသမီးရဲ့တီပါ။အခုပြောမယ်ဆိုရင်တော့ကိုယ်ဘိုးဘေးတွေရဲ့အမွေအနှစ်ကိုပေါ့ပြောမယ်ဆိုရင်တော့ဟိုပေါ့မျိုးဆက်အနေနဲ့လည်းပြန်ဖော်ထုတ်ရတယ်။မြန်မာနိုင်ငံသားတယောက်အနေနဲ့လည်းပဲမြန်မာနိုင်ငံရဲ့ကိုယ်နိုင်ငံရင်ကျိမှုကိုပြန်ဖော်ထုတ်ရတဲ့အတွက်ကြောင့်မို့လို့ဝမ်းသာမိပါတယ်။ဟုတ်ခုံလေးခုံယူပါတယ်။ ဟောအခုအများသောအဖြစ်ရတော့ပြန်တွင်ကျဲလာတယ်တွင်ကျဲလာတဲ့ခါမှာရှင်ပြူနာတာတွေပေါ့နော်ရှင်ပြူနာတာတွေဆိုလို့ပဲအခုဆိုရူးဟောပေါ့နော်လူတွေကယဉ်ကျေးမှုအမြင်တွေကျဲလာတဲ့ခါကျတော့ဥပမာဆိုအင်းကြီးချင်းနိုင်ငံတွေကမြန်မာယဉ်ကျေးမှုတွေကိုပြန်လှုပ်ဆောင်ပြတယ်လှုပ်ဆောင်ပြတဲ့ခါကျတော့အခုမြန်မာတွေရဲ့လက်မခံကျေးစိတ်လေးရှိလာပေါ့နော်ရှိလာတဲ့ခါကျတော့ဒီရှင်ပြူနာတာတွေမှာဒီ အလွယ်တကူပေါ့နော်အစင်တင့်တယ်လို့မဝစ်ကြတော့ဘူးတေချာကိုမြတ်တူကိုလာအပ်တယ်အပ်ပြီးတော့မှရှေ့နန်းတွင်အတိုင်းကိုဝစ်ချင်တယ်ဘလို့စီမံပေးနိုင်မှာတည်းလေဆိုမြတ်တူကလည်းရှေ့ဘရင်နန်းတော်တွေရဲ့ဘရင်သမီးတော်တားတော်တွေရဲ့နားထွေးမင်္ဂလာရောင်ထုံးမင်္ဂလာပေါ့နော်အဲ့မှာဝစ်ခဲ့တဲ့ဝစ်စားစင်မှုတွေတိုင်းမြတ်တူကပြန်စင်ပေးဖြစ်တယ်ပေါ့နော်ဥပမာဆိုရင်အခုဟိုပေါ့မင်္ဂလာဆောင်တော့မယ်ဆိုလေ pre wedding ပေါ့ pre wedding ရိုက်တော့မယ်ဆိုရင်လုံးဝရှေ့အတိအပပဲသူတို့ကလိုချင်တယ်ဒီပေါ့အလွယ်တကူရတဲ့ဇဝိဇဆာကိုသူတို့မဝစ်ချင်ကြတော့ဘူးပေါ့နော်အဲ့ကြတော့လေပဲအဲ့ဒါလေးတွေကိုမြတ်တူကပြန်ပြီးတော့စင်ပေးဖြစ်တယ်ပေါ့နော်စင်ပေးဖြစ်ရ နေပြီးတော့ဒီလုပ်ငန်းလေးတွင်းကျဲလာရေပေါ့လူတွေရဲ့အကြိုက်ကလည်းဒီဘက်ကိုဥတီလာတာပေါ့နော်ဟုတ်အခုဒီဝစ်စုံလေးဆိုရင်ဒါအမရပူရခင်မိဖုရားတွေရဲ့ဝစ်စုံပေါ့နော်မိဖုရားတွေရဲ့ဝစ်စုံကိုပြန်လဲစမ်းသစ်ထားတာပေါ့စမ်းသစ်ထားဆိုရှေ့မှုမပြတ် ပြန်လည်တီထွင်ထားတာပေါ့ပြန်ချုပ်လုပ်ထားတာပေါ့เนาะဒါဆိုရင်အမရပူရခင်နိုင်ရမိဖုရားတွေရဲ့ဝစ်စုံဖြစ်ပါတယ်အဲဒါဆိုရင်ရှေးပရဘိုက်အထောက်ထားအတိုင်းကိုပရဘိုက်ပကြီတွေရဲ့အထောက်ထားအတိုင်းမြတ်တူကပြန်ကြည့်ပြီးတော့ပြန်လည်ဖော်ထုတ်ရတယ်ပေါ့เนาะဒါဆိုရင်ဒီ2024ပေါ့ Facebook မြန်မာစုရထားတယ်ပေါ့เนาะ Caroline ပေါ့เนาะအဲ့မြန်မာနိုင်ငံကိုစားပြု model ပေါ့ model ကိုဒီကိုရီးယားနိုင်ငံမှာတွားပြိုင်မဲ့အခါမှာ National Cup ကျင်းပေါ့အမျိုးသားဝစ်စုံတွေနဲ့မြတ်ကစင်မြန်းပေးတာဖြစ်ပါတယ်ဟုတ် အော်ဒါကတော့မြတ်တူဟာ38မင်းနဲ့တည်းကိုပြန်ဖော်ထုတ်တဲ့နေရာမှာပေါ့နော်38မင်းနဲ့တည်းမှာ3မှန်လာအနက်ပေါ့နော်3မှန်လာအနက်ဆိုရင်လည်းပဲသူကဒီဥက္ကလပဘရင်ရဲ့မိဖုရားဖြစ်တယ်ပေါ့နော်အဲ့လိုကျွန်တော်မိဖုရားတစ်ပါးရဲ့အစဉ်တစားပေါ့ မိဖုရားလက်တူရဲ့အစဉ်တစားဖြစ်တဲ့ဒီမလိကာတဆာပေါ့မလိကာတဆာဝလဲတော်အတိုင်းကိုမြတ်တူကပြန်ဖော်ထုတ်ပြီးတော့ချုပ်လုပ်ထားတာဖြစ်ပါတယ်အခုဆိုဒီဥစ္စာဆိုရင်လည်းပဲမြတ်တူကဒီရှင်းနန္ဒလိဝိစုံတွေတော်တော်များကြတော့ဇတ်သဖြင့်ဝိစုံတွေပဲအတွေ့များတယ်ပေါ့နော်အတွေ့များတဲ့ခါကျရင်ဟဲ့နန္ဒဝိစုံကတရားမင်းဝိစုံကြီးလားအဲ့လိုမျိုးပေါ့ခစ်လူငယ်တွေအဲ့လိုမျိုးထင်မြင်ကြထင်မြင်ကြတဲ့ခါကျအဲ့လိုမျိုးတရားမင်းဝိစုံမဟုတ်ဘူးပုံစံအင်္ဂါအနေထားရလေကွဲပြားတယ်ပေါ့ကွဲပြားတဲ့ခါကျရှင်းနန္ဒတဲ့ဝိစုံ အစစ်အမှန်ဒလူဒလူဖြစ်တယ်အဲအကြောင်းမို့ဒီလိုပုံစံအတိုင်းဖြစ်ပါတယ်ဆိုတော့မြတ်တော်ကပြန်ပြီးတော့ဟိုပေါ့နှုတ်ပြောနေရတော့မရဘူးလူတွေကလက်တွေမြင်ရမှဟိုယုံကြည်တတ်တဲ့ဟာဆိုတော့လက်တွေပြန်ဖန်ပြီးပြတာပေါ့နော်ဟုတ်ကဲ့ပါဒီမလိကဒဇာဆိုအချိန်နှစ်နှစ်ပေါ့နော်နှစ်နှစ်ယူရတယ်ပေါ့နော်နှစ်နှစ်ယူရတော့မှအဲ့တက်ဆိုင်ရပညာရှင်တွေနဲ့တွေ့ပြီးတော့တိုင်ပင်ရတယ်ပေါ့နော်ရွှေကြည်ရိုးပညာရှင်တွေချုပ်လုပ်ပေးမဲ့ဒီဇိုင်နာတွေနောက်ပြီးသမိုင်းပညာရှင်တွေပါတယ်ပေါ့နော်အဲ့ဒါတွေကိုတွေ့ဆုံပြီးတော့တိုင်ပင်ရတယ်ပေါ့နော်တိုင်ပင်ရတဲ့အခါမှာအစည်းအဝေးတွေလည်းအများအား တွေ့ဆုံပြီးခေါ်ရတယ်ပေါ့နော်ခေါ်ပြီးတော့ဟုတ်ပြီအဲ့လိုမျိုးလောက်ကြမယ်ပေါ့နော်လောက်ကြမယ်ဘယ်လိုပြန်လဲချုပ်လောက်ကြမယ်ပေါ့နော်အဲ့လိုမျိုးတိုင်ပင်ပြီးတော့မှအဲ့ ရွှေကြီးတို့လုပ်သားတွေနဲ့စုပေါင်းပြီးတော့မှအဲ့လိုမျိုးချုပ်လို့ဖြစ်တာဖြစ်ပါတယ်ဟုတ်အခုအရန်လေးမှာပဲဆိုတော့နန်တက်ဝိဆုံတွေကတော့တကယ်အမှန်တကယ်လေးတယ်ပေါ့နော်အမှန်တကယ်လေးတယ်မှာဘရင်ဒူးရင်တော်ကြီးဆိုရင်ဟွာဖြစ်တယ်ပေါ့နော်နန်တက်ပြီးတော့တက်ရတဲ့ခါမှာဟိုတန်လျက်တော်ကိုထောက်ပြီးတက်ရတယ်ပေါ့နော်မိမိရဲ့ခေါင်းကြီးဆိုလဲရတနာတောင်မွေးတော်ကိုထောက်ပြီးတက်ရတယ်ပေါ့ဒီနန်တက်ဝိလဲတော်ကြတော့သူတို့တွေကတစ်နှစ်မှာကြော့ခံတဲ့အချိန်၃ချိန်ရှိရေပေါ့နော်အဲ့၃ချိန်မှာပဲဝတ်တာပါ တန်တဲ့အချိန်တွေဆိုရင်နမွေးဖူးပေါ့နော်ဒီနန်တဝိစုံဘိသိက္ခံဝိစုံဆိုတော့အဲ့ဒီဥစ္စာကြတော့တကယ်ကိုလေးပင်ပါတယ်လေးပင်မယ်ဆိုတော့ကြောင်မြရနာတွေထိုးထားတယ်တကယ်ရွှေကြယ်ငွေကြယ်အစ်စ်တွေထိုးတယ်ပေါ့နော်ရွှေဘူးနဲ့ငွေဘူးနဲ့ထိုးတယ်အဲ့ကြောင့်မို့အဲ့ရွှေငွေတွေရဲ့အလေးချိန်အတိုင်းကိုထပ်တူလေးပါတယ်ဟုတ် ခင်ဗျလာတဲ့အပေါ်ခင်ဗျဤပညာတွေနဲ့ပြန်ဖော်ထုတ်တဲ့နေရာမှာတော့ဗောနော်အဲ AI နဲ့ဆိုရင်တော့ရှေးမြင်းသမီးတွေရဲ့မျက်နှာတွေပိုကြည်လင်လာတယ်ဗောနော်နောက်ပြီးဝက်ဆာဆင်မှုတွေဆိုလည်းအယောင်အသွေးတွေရှေးမှုအတိုင်းကိုပြန်ပြီးတော့တချို့ထည့်နိုင်တယ်ဗောနော်ထည့်နိုင်တဲ့အခါကျတော့ဟိုအရင်ဗောနော်လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းကဘရင်သမီးတော်တွေရုပ်ဆုပ်လိုက်တာဆိုပြီးတော့ဝေဖန်ကြတယ်ဗောနော်ဝေဖန်ကြအခု AI နဲ့တေချာပုံဖော်ကြည့်လိုက်တော့အော်ဒီလိုကြတော့လဲချောပါလားဗောလေပြန်ဟိုအဲ့လိုတခုတော့ကောင်းတာဟိုအမှန်ကိုမြင်လာကြတယ်နောက်ပြီးတော့ပြန်ခြေပနိုင်တယ်ဗောနော်ဟိုတို့တွေဒီလိုအဲ့လိုလဲရုံမဆိုး ပါလားအခုကျတော့ smart card တွေလုတ်တဲ့အခါမှာဆိုရင်ဟဲ့ငါတို့ smart card လုတ်နေတော့ဒီရောက်ဒီရုပ်ထွက်တာပဲအဲ့လိုဆိုတမီတော်လေးဒီလိုဆုံးမှမဟုတ်ဘူးဆိုပြီးတော့ဘောနော်နှစ်ပိုင်းခြားလောက်ကအမြင်စောင်းခဲ့တာအခုအချိန်မှာတော့ပြန်ပြီးတော့တက်မှတ်လာတယ်အော်သူတို့ရဲ့ဝစားစင်မှုလေးတွေကဒီလိုပါလားသူတို့ဒီလိုထိုင်နေဒီလိုနေတယ်ဆိုတာလေတိတ်ရင်ကျေးတိတ်မွေးပါလားဗောလေအဲ့လိုမျိုးတွေမြင်လာတဲ့အတွက်ကြောင့်မို့အကောင်းသောမြင်ချင်းတွေမြင်လာတာဗောနော်အဲ့အတွက်လည်းပဲဝမ်းသာပါတယ်ဟုတ်ဟုတ်ကဲ့အခုနောက်ဆိုရင်ဘယ်လိုလဲဆိုတော့ဒီအခမ်းအနားတွေမှာဗောနော်ရှင်ပြုနာတာအခမ်းအနားတွေကိုနဲ့တက်ဆိုင်ရာအခမ်းအနားတွေဆိုရင် ရှေ့မှုလေးအတိုင်းပြန်ဝစ်ကြတယ်ပေါ့နော်ဟိုဘောလေရှေ့ဆက်လည်းပဲဝစ်စေခြင်းတယ်ပေါ့ဝစ်စေခြင်းလဲဆိုတာဆိုရင်ဥပမာဆိုဒါကိုယ့်ရဲ့အမျိုးသားအမွေနှစ်ဖြစ်တယ်ကိုထင်းသိမ်းရမှာဖြစ်တယ်ထင်းသိမ်းရမှာဖြစ်တယ်ဆိုတာအပန်းတကြီးထင်းသိမ်းရတာမဟုတ်ဘူးပေါ့နော်ဥပမာဆိုရင်အခုမျက်ရှင်မှာဆိုဘွဲယူမဲ့ကျဟွာပေါ်ចောင်းသားလူငယ်တွေဆိုရင်ယောက်ျားလေးဆိုလည်းတူရင်းတောင်ရှင်နဲ့ဝစ်ကြတယ်ဟိုမိကလေးတွေဆိုလည်းပဲထိုင်မသိမ်းလေးတွေပြန်ထမင်းလေးနဲ့ဝစ်ကြတယ်သူတို့ဟိုဖြစ်ကြတယ်ပေါ့နော်သူတို့နဲ့တတ်ဆိုင်ရာပွဲတွေမှာ ဟိုဝင့်နိုင်ဝင့်နိုင်တဲ့အခမ်းအနားကြုံရင်ကြုံတယ်လို့ဝစ်လာကြတယ်။အဲ့ကြသိတ်ဝမ်းသာစရာကောင်းတယ်။ကိုအမျိုးသားအမွေနှစ်ကိုကိုနိုင်တဲ့ဘက်ကထင်းသိမ်းရလဲရောက်တယ်ပေါ့နော်။ဥပမာဆိုရင်အိန္ဒိချင်းနိုင်ငံတွေကဘသူကတော့ခိုးွားပြီးဘသူကတော့ငါတို့အရင်ကျိမှုကိုယူတယ်လို့ဟိုကြွေးကြော်နေမဲ့အစားကိုကြုံရင်ကြုံတယ်လို့ဒါငါတို့ပိုင်ပါတယ်ဆိုတာကိုဝစ်ပြလိုက်ခြင်းအဖြစ်ဒါကိုထင်းသိမ်းရလဲရောက်ပါတယ်ရှေ့ဆက်လည်းပဲဒီလိုမျိုးချစ်စိတ်တွေပေါ့နော်ဒီနိုင်ငံချစ်စိတ်တွေရင်ကျိမှုချစ်စိတ်တွေဟိုထုံးကားစေခြင်းပါတယ်တည်တန်းစေခြင်းပါတယ်ဒါဆိုရင်ပေါ့အမရပူရာခေတ်ဆိုနှစ်200ပေါ့ နှစ်နေရာဝန်းကျင်ရှိတယ်ဒါဆိုလဲနှစ်နေရာပေါ့ကုန်းမောင်ခေဆိုရင်တော့နှစ်နေရာနဲ့300ချားမှရှိတယ်ပေါ့နော်အဲ့လိုပြောမယ်ဆိုမန္တလေးခေတ်ထက်စောတဲ့ဝစားစင်မှုတွေဖြစ်ပါတယ်။ဒါမှဆိုမင်းတို့မင်းတီပေါ်မင်းတို့တက်စောတယ်ပေါ့နော်ဒီခေတ်တွေက ဒီဝစားဆင်မှုတွေကဥမာကုန်းမောင်ခိဦးပေါ့အလောင်းမနီယာကြီးခိရဲ့ပရပိုက်အထောက်ထားရတိုင်းပြန်ဖော်ထုတ်တာဆိုတော့ကုန်းမောင်ခိဦးလို့တောင်ပြောလို့ရတယ်အဲ့လိုဆိုနှစ်200ရာနေ300အထက်မှာရှိတဲ့ဝစားဆင်မှုတွေပေါ့အဲ့ဒါတွေကဥမာပန်တန်ပရပိုက်ပကြီးအထောက်ထားရနေရဘလို့ဘယ်ကဘလို့ချုပ်တယ်ဘယ်တန်းစားမှာဘလို့တက်တယ်ဆိုတာအထောက်ထားအတိအကျရှိရပေါ့နော်အဲ့ဒါကြီးတိုင်မြတ်တို့ကပြန်ဖန်တီးရတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးပေါ့တမိုင်းပညာရှင်တွေပြန်မေးရတယ်ပေါ့နော်ဥပမာဆိုရင်တခုတကယ်ချုပ်လုပ်တဲ့အခါမှာဒီဇိုင်နာတွေနဲ့ပြန်တိုင်ပင်ရတယ်ဒါချုပ်လုပ်ဖို့တကယ်ဖြစ်နိုင်လားဥပမာဆိုရင်ပကြီးဆရာရဲ့အကုအညွန့်ပေါ့န ော်အကွညွန့်ကိုလိုက်ပြီးဟိုဖြစ်ရတာကိုပကြီးဆရာရောဘလူတွေကွညွန့်ထားလေအဲ့လိုပေါ့နော်ဒါမှမဟုတ်ဖြစ်နိုင်ဆုံးနေပေါ့နောက်ပြီးတော့တချို့ဟိုပြားလိုက်တွေမှာကြံတဲ့ဝလဲတော်တွေပေါ့နော်တကယ်ရှိအဝိစားတွေပြန်ပြီးတော့ဟိုကြည့်ရတယ်ပေါ့ကြည့်ရတဲ့ခါကျအော်ဒါလေးရတယ်လို့ဖြစ်နိုင်နေဒါလေးရတော့ဒီလိုဖန်တီးထားတာပဲတချို့ပစ္စည်းတချို့သက်ဆိုင်ရာအနော်တွေကြားလဲသူတို့သက်ဆိုင်ရာထမိန်တို့အစင်တစားတို့ထုတ်ပြတဲ့ခါကျတော့အော်ဒါလေးတွေကဒီလိုရှိတာပဲဆိုပြီးတော့အလုံးဆက်ဆက်ပြီးတော့မှပြန်ဖန်တီးရတာပါဟုတ် ဟုတ်ကဲ့ပါမြတ်တူကအဓိကတော့ဟိုပါပေါ့ ုံမောင်ခေတ်ကတော့အဓိကဝစ်စုံများတာပေါ့နော်ဒါပေမဲ့လို့ခေတ်ဆက်ဆက်ဝစ်စုံတွေရှိပါတယ်ပုံမောင်အင်းဝပင်းရပေါ့နော်ဟိုပကံပြူအထိကိုမြတ်တော်မြတ်မခေတ်ဆက်ဆက်ရဲ့ဝစ်စုံတွေကိုမှအမှဆိုများတော့ဖြစ်ရတော့မြတ်တော်ရှိူလိုင်း free wedding တွေများတယ်အဲကြတော့ယောက်ျားလေးမိကလေးယောက်ျားလေးမိကလေးအစုံလိုက်ရှိတယ်နောက်ပြီးတော့မြတ်တော်ကတကယ်ရှိနန်းတွင်းမှာရှင်ပြူနာတာပေါ့နော်နာထွင်းရောင်ထုံးမင်္ဂလာဝတ်ခဲ့တဲ့မြင့်ကြီးမင်းသားရဲ့ဝလဲတော်တွေဝတ်လုံတော်တွေပေါ့နော်အဲ့ဒါကြီးလည်းပဲပြန်လဲချုပ်လုပ်ထားပါတယ်အဲ့ဒါကြီးလည်းပဲမြတ်တော်ရှိမောင်မှာဆိုနာတာမင်္ဂလာဆင်ရင်မဲ့လူရှင်ပြူမင်္ဂလာဆင်ရင်မဲ့လူဆိုရင်ရှိနန်းတလိသားတော် မီးတော်တွေဝတ်တဲ့အတိုင်းဖြစ်ချင်နေဆိုရင်လည်းပဲလာရောက်ငှားရမ်းလို့ရပါတယ်တကယ်လို့အပိုင်ချုပ်လုပ်ချင်နေဆိုလည်းပဲချုပ်လုပ်တဲ့ဝန်ဆောင်မှုပေးပါတယ်ဟုတ် ဟုတ်ကဲ့ပါမြရဲ့ဒီမြတ်တော်ဝင်မြမနန္ဒလိဝစားစင်မှုလုပ်ငန်းကအမှတ်121ဖုန်ကြီးလန်းလမ်းမတော်မြို့နယ်မှာရှိပါတယ်ဖုန်ကြီးလန်းလမ်းမကြီးပေါ်မှာပါပဲဟုတ်မြရဲ့ဒီပေါ့နော်မြတ်တော်ဝင်ဗမာနန္ဒလိအဲ့ဒီဆိုင်ကန်းပြကန်းလေးကိုအမှတ်ဆိုရင်ကိုယ်ကဆိုင်ကန်းသဘောမျိုးတွေမဟုတ်ဘူးပဲနဲ့ပြတဲ့သဘောမျိုးလေးဖန်တီးထားတာဆိုတော့ကဒီဝစ်စုံတွေကိုအချိန်မရွေးပေါ့နော်ဒီမြမမှုလေးလာလိုက်စားသူတွေမှန်တယ်မြဒီမြမမှုချစ်မြတ်နိုးသူတွေမှန်တယ်မြလာရောက်လေးလာလို့ရပါတယ်အားလုံးကိုကြိုဆိုနေလျက်ပါ